သီလယူပြီးသွားလို့ရှိရင်ဆက်လက်ပြီးတော့မိမိတို့ပဒါနအလုပ်ဖြစ်တဲ့တရားအထုတ်တဲ့အလုပ်တရားနှလုံးသွင်းတဲ့အလုပ်ကိုဆက်လက်ပြီးတော့ကြိုးစားအထုတ်ကြရမှာ ဖြစ်ပါတယ်ယောဂီသူတို့ကောင်းတို့ပရိကံမပြုတ်တော့ပါဘူးတနေ့ပရိကံတစ်ကြိမ်ပဲပြုတ်မှာ ဖြစ်ပါတယ် အဲ့ဒါပရိကံပြုပြီးသားလို့ပဲ အောက်မေ့ပါယောဂီပဓာနာအလုံးဆိုတာကတရားအထုတ်တဲ့အလုပ်ပါပဲတရားနှလုံးသွင်းတဲ့အလုပ်ပါပဲဆိုတာကိုအလုံးမှတ်ထားကြပါအေးအဲ့ဒီတို့တရားဆိုတာယောဂီတို့သဘောပါပဲသဘောဟာတရားအဲ့ဒါကြောင့် ို့တို့လောကမှာပြောကြဆိုကြတဲ့အခါကြတော့သဘောတရားသဘောတရားလို့ပြောကြတာပေါ့အဲ့ဒါကြောင့်တရားဆိုတာဟာသဘောသဘောဆိုတာဟာတရားလို့ဆိုတော့တရားရှုတရားရှုဆိုတာသဘောကိုရှုရတာပါသဘောကိုရှုရတာအေးသဘောကဘာသဘောတွေတုံးလုံးမိရုပ်ဆိုရင် ရုပ်ရဲ့သဘောပေါ့ ဝေဒနာဆိုရင်ဝေဒနာသဘောစိတ်ဆိုရင်စိတ်ရဲ့သဘောပေါ့အဲ့ဒီသဘောကလေးတွေကိုနားလေထားဖို့လိုအပ်ပါတယ်အီအဲ့ဒီသဘောတရားဆိုတာကရုပ်ဆိုရင်လေရုပ်မှာသူ့သဘောနဲ့သူရှိတာပဲဝေဒနာဆိုလို့ရှိရင်လည်းပဲဝေဒနာမှာဝေဒနာသူ့သဘောနဲ့သူရှိတာ ဤယုတ်မှရှိတဲ့သဘောကရုပ်ပနလက္ခဏာရူပံလို့ဆိုသည့်အတိုင်းဒါဖောက်ပြန်တတ်တဲ့သဘောဟာယုတ်ရဲ့သဘောပဲဖောက်ပြန်နေဖောက်ပြန်နေဆိုတာဘယ်လိုဖြစ်တာတုံးလို့မေးတော့လေအဖြေရှိပါလေဘုန်းကြီးတို့တိဃာကျော်မှာသင်းကျော်အဖွင့်ဖြစ်တဲ့တိဃာကျော်မှာတိဃာကျော်ဆရာကဖွင့်ဆိုထားတာရှိပါတယ် ဝိသတိတုပတ္တိတဲ့ဝိသတိတုပတ္တိရှင်းနဲ့နောက်မတူတဲ့သဘောဟာ ဖောက်ပြန်တာပဲရှင်းနဲ့နောက်မတူတဲ့သဘောဟာ ဖောက်ပြန်ယောဂီတို့ထိုင်စားကမညောင်းဘူးအခုညောင်းလာတယ်ထိုင်စားကမပူဘူးအခုပူလာတယ်ထိုင်စားကမအေးဘူးအခုအေးလာတယ်စသဖြင့်ပေါ့တမျိုးတစ်ဖုံ ဖြစ်လာတဲ့သဘောကိုဖောက်ပြန်တယ်လို့ခေါ်တယ်။အဲ့ဒီဖောက်ပြန်တဲ့သဘောဟာယုတ်ပါပဲ။သဘောယုတ်ပေါ့။ယုတ်ကသဘောယုတ်နဲ့အထယ်ယုတ်လို့ယုတ်ဟာနှစ်မျိုးရှိတယ်။အေးအထယ်တရလုံးရတန်တန်ရှိတဲ့ယုတ်ကယောဂီတို့ဒါပညာယုတ်ကြည့်ပါပဲ။ပညာကြည့်ပဲ။ဝိပဿနာဆိုတာပညာကိုမရှုရပါဘူး။ ပရမတ်ကိုရှုရပါလေပရမတ်ဆိုတာသဘောပဲအေးပညာသွားရှုနေရင်ပညာမှာလက္ခဏာ၃ပါးမရှိပါဘူးတဲ့ဝိပဿနာအလုတ်ဆိုတာကလက္ခဏာကိုမြင်အောင်ရှုရပါလေလက္ခဏာမြင်အောင်ရှုအဲ့ဒီလက္ခဏာကဘာတွေတုံးလို့မေးရင်အနိစ္စလက္ခဏာပေါ့ ဒုက္ခလက္ခဏာအနတ္တလက္ခဏာလို့လက္ခဏာ၃ပါးရှိအဲအဲ့ဒီလက္ခဏာ၃ပါးကသဘောခန္ဓာမှတာရှိတာယောဂီတို့အထေတရလုံးရတဏ္ဍရှိတဲ့အတ္တဘောခန္ဓာမှာပြဉ္ညာခန္ဓာမှာမရှိပါဘူးအဲ့ဒါကြောင့်ယောဂီသည်တရားရှုတော့မဟေ့ဆိုလို့ရှိရင်ပြဉ္ညာပရမတ်ကိုဒါကွယ်ကွယ်ပြားပြားရှားနာစွာသိထားဖို့လိုအပ်ပါတ ပညာမှန်မသိဗရမမှန်မသိရှုမိရှုရရှုနေလို့ကတော့အကယ်၍ပညာပေရှုမိနေမယ်ဆိုလို့ရှိရင်ယောဂီတို့လက္ခဏာကို တွေ့မှာမဟုတ်ပါဘူးတဲ့လက္ခဏာကို မတွေ့ရင်ဝိပဿနာဉာဏ်မဖြစ်ဘူးပေါ့ဗျာဝိပဿနာဉာဏ်ဖြစ်ဖို့လိုပါတယ်ဝိပဿနာဉာဏ်ကမှမဲ့ဉာဏ်ကိုကျေစုပြုပါတယ် မဲ့ညာဖြင့်သာနိဗ္ဗာန်ကိုအာယုံပြုလို့ရပါတယ်။အဲဒါကြောင့်နိဗ္ဗာန်မေကတနိဗ္ဗာန်ဖလတ်တအာရမဏပြစ္စည်ရဏပြစ္စယောဆိုတာအာရမဏပြစ္စည်ပဋ္ဌံပါဠိတော်မှာဘုရားကိုယ်တိုင်ကဟောကြားထားတာမဟုတ်လို့လက္ခဏာကိုတွေ့ဖို့လိုပါတယ်။အေးပညာမှာလက္ခဏာ၃ပါးမရှိပါဘူး။ အဲလက္ခဏာ၃ပါးမရှိတဲ့ပညာရှုနေမိမယ်ဆိုလို့ရှိရင်ယောဂီတို့အရှင်းသာကုံဖို့ရှိပါတယ်လက္ခဏာကိုတော့တွေ့မှာမဟုတ်ပါဘူးအဲရှုရတာနဲ့ဘာကြောင့်မတွေ့တော့အိုးမရှိလို့မရှိတာကိုမရှိတဲ့နေရာမှာရှုနေလို့မတွေ့ဘူးလို့သာမှတ်ပါအေးအဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတွေယုတ်ယုတ်လို့ဆိုတဲ့နေရာမှာယုတ်ဟာ သဘောယုတ်နဲ့အထေယုတ်လို့နှစ်မျိုးပါခန္ဓာလို့ဆိုတဲ့နေရာမှာလေခန္ဓာကိုရှုခန္ဓာကိုရှုလို့ဆိုပေမဲ့ခန္ဓာက အတ္တဘောခန္ဓာနဲ့သဘောခန္ဓာလို့နှစ်မျိုးပါထို့နှစ်မျိုးတို့တွင်အတ္တဘောခန္ဓာဆိုတာကအထေတရရှိတယ်အထေတရရှိတယ်လုံရတန်တန်ရှိတယ် အလျားအနံအာဖြင့်တန်းထွာလို့ရတယ်အလေးချိန်အာဖြင့်ချိန်ဆက်လို့ရတယ်အဲ့ဒါအတ္တဘောခန္ဓာကြီးပေါ့အဲ့ဒီအတ္တဘောခန္ဓာမှာသဘောခန္ဓာဆိုတာရှိပါတယ်ဆိုကြစို့အခုယောဂီတို့ ထိုင်နေရင်ကဟောပူလာတယ်ပူလာတယ်ပူလာတယ်အဲ့ဒီပူလာတာပူလာတဲ့သဘောဟာခန္ဓာပေါ့ဗျာပူတဲ့သဘောဟာခန္ဓာပဲ အဲ့ဒီခန္ဓာမှာအထေတရရှိပါသလားဆိုတော့မရှိဘူးသဘောမျှတာရှိတယ်ပူတယ်ဆိုတဲ့သဘောမျှတာရှိတာအေးတယ်ဆိုတဲ့သဘောမျှတာရှိတာလှုပ်တယ်ငြိမ်တယ်ဆိုတဲ့သဘောမျှတာရှိတာအထေတရမရှိပါဘူးအေးအထေတရကိုရှုရင်ပညာပညာမှာလက္ခဏာ၃ပါးမရှိလို့ ပညာကိုမရှုရဘူးပရမတ်ကိုသာရှုရတယ်ပရမတ်ဆိုတာသဘောပဲအဲ့ဒီသဘောကိုရှုသဘောကိုရှုဝေဒနာဆိုလို့ရှိရင်ရှမ်းတာတယ်ဆင်းရဲတယ်ဝမ်းသာတယ်ဝမ်းနေတယ်စသဖြင့်ပေါ့ဝေဒနာမျိုးမျိုးယောဂီတို့ခန္ဓာမှာပေါ်မှာပဲ အဲ့ဒီဝေဒနာကအားလုံးယောဂီသူတို့ကောင်းတွေကြည်အလုံးရတန်တာမပါပါဘူးအထေတရမရှိပါဘူးပြင်းညမရှိမဟုတ်ပါဘူးပရမတ်ပါပရမတ်ပဲအဲ့ဒီပရမတ်ကိုရှုရစိတ်ဆိုလို့ရှိရင်လေကြည်စိတ်ဟာသိမှုသဘောပဲအာယုံကိုသိတတ်တဲ့သဘောပဲအာယုံကိုသိမှုသဘောဟာစိတ် အဲ့ဒီစိတ်ဟာဝิญญาณနဲ့ခန္ဓာဒါလိုမိမိတို့ကသိချရတယ်အေးအဲ့ဒါလိုဆိုလို့ရှိရင်အာလုံယောဂီသူတို့ကောင်းတို့တရားရှုတော့မယ်ဆိုတဲ့အခါကြတော့ဘုန်းကြီးမင်းကပြောခဲ့တယ်လို့ပေါ့သမာဓိတအောင်တော့ထူထောင်ရတယ်သမာဓိခဏတော့ထူထောင်ရတယ်ခဏိကသမာဓိပေါ့ ခဏိကသမာဓိလောက်ဖြည့်ရင်ခဏိကသမာဓိလောက်ရရင်တော်ပါပြီတဲ့သမာဓိကယောဂီတို့ခဏိကသမာဓိဥပ္ပစာရသမာဓိအပ္ပနာသမာဓိလို့သမာဓိဟာအမျိုးမျိုးရှိတာဘုရားယောဂီတို့ကဝိပဿနာသမာဝိပဿနာအလုတ်ဝိပဿနာတရားကိုရှုမှတ်နေကြတဲ့ရှုမှတ်ကြမဲ့ယောဂီတွေဖြစ်ခြင်းကြောင့် သမာဓိတို့ထူထောင်ရတယ်အဲ့ဒီယောဂီတို့ထူထောင်တဲ့သမာဓိကခဏိကသမာဓိလောက်ဖြစ်ရင်ဒါတော်ပါပြီတဲ့ခဏိကသမာဓိဆိုတာစိတ်တည်ယုံမျှစိတ်ငြိမ်ယုံမျှသမာဓိထူထောင်ရတာအဲ့ဒါလို့စိတ်တည်စိတ်ငြိမ်သွားပြီဆိုလို့ရှိရင်ခဏိကသမာဓိလို့သာမှတ်လိုက်ပါတော့ ဥပဇာရသမာတိအပ္ပနာသမာတိမလိုပါဘူးတဲ့ဥပဇာရသမာတိအပ္ပနာသမာတိလိုတာကယောဂီတို့ဇံရအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တွေမှာလိုတယ်အေးဇံရအောင်ဇံဖြစ်အောင်အားထုတ်မယ်ဆိုလို့ရှိရင်ဥပဇာရသမာတိလေးလိုတယ်အပ္ပနာဇောစိတ်အောင်အပ္ပနာစိတ်အောင်အပ္ပနာသမာတိထည့် ဒါကြိုးစားရသေးဗျအခုယောဂီတို့ကဇံရအောင်ကြိုးစားကြတာမဟုတ်ဘူးဉာဏ်ရအောင်ကြိုးစားကြတာဘာဉာဏ်တုံးလို့မေးရင်ဝိပဿနာဉာဏ်ပဲအဲ့ဒီဝိပဿနာဉာဏ်ရမှဝိပဿနာဉာဏ်ကတဆင့်တဲ့မဲ့ဉာဏ်ဖြစ်မယ်အဲ့ဒီမဲ့ဉာဏ်ဖြစ်ရင်သူမဲ့ဉာဏ်ဖြင့်နိဗ္ဗာန်ကိုမြင်မယ် သောတာပတ္တိမဲဆိုတာကဒသနာမဲ့ပါနိဗ္ဗာန်ကြီးသေးကိုရောက်သွားတာမဟုတ်ဘူးပြရောက်သွားတာမဟုတ်ဘူးမြင်တာဒသနာမဲ့တဲ့အေးအဲ့ဒီတော့မဉဏ်ရကျင်တဲ့ပုဂ္ဂိုလ်မှာဝိပဿနာဉာဏ်ရအောင်အရင်ကြိုးစားရတယ်အဲ့ဒါကြောင့်မဟုတ်ဘူးဆိုတော့ဘုရားကြီးဆုံးမတော်မူတဲ့အခါကြတော့ အဝိသဒနာဉာဏ်က1မေဉာဏ်က2ဒီလိုဆုံးပါလေအဝိပဒနာဉာဏ်မရှိဘဲနဲ့မေဉာဏ်ဆိုတာမရှိနိုင်ဘူးမေဉာဏ်ဖြစ်တယ်မေဉာဏ်ပေါ်တယ်ဆိုတာဝိပဒနာဉာဏ်ကြောင့်ဝိပဒနာဉာဏ်ရင့်တန်လာတဲ့အခါမှာပေါ်တာအဲ့ဒါကြောင့်ယောဂီတို့မှာ ဝိပဿနာဉာဏ်ဆိုတာဘယ်လိုမြင်ရတော့ဘယ်လိုဉာဏ်တုံးလို့တခါသိဖို့လိုပါတယ်ဝိပဿနာဉာဏ်ဆိုတာ အနိစ္စကိုမြင်တယ်ဗျာအနိစ္စတလုံးမြင်ပြီဟေ့ဆိုလို့ရှိရင်ဒုက္ခကိုလည်းမြင်တာပါပဲအနတ္တကိုလည်းမြင်တာပါပဲအေးအဲ့ဒီတော့အနိစ္စဆိုတာဘယ်လိုသဘောတုံးလို့တခါစီစစ်အောင် ဟုတ်တော်အဘာဝိထေနအနိစ္စတဲ့ဤကျမ်းဂန်များမှာဤကဲ့သို့ဖွင့်ဆိုထားတာရှိပါလေဟုတ်တော်ဖြစ်ပြီး၍ဖြစ်တော့ဖြစ်တယ်ဖြစ်ပါလေဖြစ်မှန်ကိုလည်းသိပါလေသိလို့လေအဲ့ဒီဖြစ်တဲ့သဘောကလေးကိုလိုက်ပြီးတော့ရှုကြည့်တာကြည့်တာဟုတ်တော်ဖြစ်ပြီး၍အဘာဝိထေနအနိစ္စ ယောဂီတို့ညာနဲ့လိုက်ရှုတဲ့အခါကျတော့မရှိတာကိုသာတွေ့တာဖြစ်တော့ဖြစ်ခဲ့တယ်ရှုတဲ့အခါကျတော့မရှိတော့ဘူးဖြစ်တော့ဖြစ်တယ်နော်ဖြစ်လို့ပဲဖြစ်မှန်သိလို့ပဲအဲ့ဒီဖြစ်တဲ့သဘောကလေးဟာရှိသေးသလားမရှိတော့ဘူးလားလို့ညာနဲ့ပြန်ကြည့်တာနောက်ပြန်ကြည့်တာပြန်လှည့်ကြည့်တဲ့သဘောပေါ့ပြန်ကြည့် အဲ့ဒါလိုကြည့်လိုက်တဲ့အချိန်မှာယောဂီတို့ဟိုကြည်တာဟာဉာဏ်စိတ်နဲ့ကြည်တာပါအဲ့ဒါလိုကြည့်လိုက်တဲ့အခါကျတော့ဟောပေါ်ခဲ့တဲ့ဓမ္မဟာမရှိတော့ပါဘူးပြတ်သွားပြီပြတ်သွားပြီပျောက်သွားပြီမရှိတော့အဲ့ဒါကိုအထာဂတဆရာမြတ်တွေကဟုတ်တော့အဘဝိထေနအနိစ္စအနိစ္စအနိစ္စဆိုသည်မှဟုတ်တော့ဖြစ်ပြီး၍ အဘာဝိထေနအထင်ရှားမရှိတော့တဲ့အ내သဘောကြောင့်အနိစ္စအနိစ္စအနိစ္စအဲ့ဒါကြောင့်အလုံးယောဂီသူတို့ဘောနေဝိပဿနာရှုတယ်ဆိုတာရှိတာကိုမတွေ့ရဘူးမရှိတာကိုသာတွေ့ရတာမြင်ရတာမရှိတော့ဘူးလို့သိရတာမရှိတော့ဘူးရှုလိုက်မရှိတော့ဘူးရှုလိုက်မရှိတော့ဘူးရှုလိုက်မရှိတော့ဘူးမရှိတာကြီးပဲတွေ့နေတာ မရှိတာကငကိုကမရှိခဲ့ဘူးလားလို့ဆိုတော့သူ့အာယုံတော်ရတိုက်တွန်းကရှိရှိခဲ့တာပေါ့ဗျာရှိခဲ့တယ်အဲ့ဒီရှိတဲ့သဘောကိုပဲလေဖြစ်တယ်လို့ပြောတာဖြစ်တယ်အေးအဲ့ဒီဖြစ်တဲ့သဘောရှိခဲ့တဲ့သဘောဟာရှိသေးသလားလို့ပြန်ကြည့်တယ်ပြန်ကြည့် အေးအဲ့ဒါလို့ကြည့်လိုက်တဲ့အခါကျတော့မရှိတော့ဘူးပြက်သွားပြီပြက်သွားပြီဆိုတာ မရှိတော့တာကိုမြင်ရင်ပြက်သွားပြီလို့သိရတာပေါ့ပြက်သွားပြီအေးအဲ့ဒါကြောင့်ဟုတ်တော့အဘာဝဋ္ဌိနာ အနိစ္စံအနိစ္စံအနိစ္စဆိုဒီမှာ ဟုတ်တော့ဖြစ်ပြီး၍အဘာဝဋ္ဌိနာညာနဲ့ရှုလိုက်တဲ့အခါကျတော့ မရှိတော့ဘူးမရှိတာကိုသာ တွေ့ရတာအေးအဲ့ဒီတော့ဝိပဿနာရှုတဲ့ဝိပဿနာဉာဏ်ဤအမြင်ဆိုတာကအာလောယောဂီသူတို့ကောင်းနေရှိတဲ့ဖြစ်တဲ့သဘောကိုလည်းသိတယ်မရှိတော့ဘူးပျောက်ပြတ်သွားပြီဆိုတာကိုလည်းမြင်တယ်အေးအဲ့ဒါကြောင့်အလုံးဇာနာတော်ပတ္တတော် အာဇဝခရတုတ်မှာဘုရားကိုယ်တိုင်ဟောထားတာဇာနာတော်သိတဲ့ပုဂ္ဂိုလ်ပတ္တတော်မြင်တဲ့ပုဂ္ဂိုလ်သိတဲ့ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်မှအာဇဝတရားကုန်မယ်မညံဘုံညံဖြင့်နိဗ္ဗာန်ချမ်းသာကြီးကိုရနိုင်တယ်ဒီတော့အဲ့ဒါလို့ရှုတဲ့အခါကြတော့ ပစ္စုပန်နိသယောဓမံတထတထဝိပတတိအတံဟိရံအတံကုတ်ပတံဝိတောမနုပြုခေပစ္စုပန်မှာရှုရတယ်ပစ္စုပန်ရှုတယ်ပစ္စုပန်ရှုဆိုတာကအာလုံယောဂီသူတို့ကောင်းတယ်ဒါတုတ်တန်နီးအဖြစ်ပြောတာဗျအဘိဓမ္မာနီးအဖြစ်အတော့ပစ္စုပန်ရှုလို့မရပါဘူးပစ္စုပန်ရှုလို့မရဘူး ပြိဿုပန်ရှုပြိဿုပန်ရှုဆိုတာအေးအဲ့ဒီတော့အားလုံးယောဂီသူတို့ကနေပြိဿုပန်ရှုလို့ဆိုတော့စိတ်ကိုရှုတဲ့အခါဝေဒနာကိုရှုတဲ့အခါနှစ်စိတ်တပြိုင်လေးမဖြစ်ပါဘူးဧကစိတ်တသမာယုတ္တာဒီလိုဟုတ်ဧကစိတ်တသမာယုတ္တာ တတ္တဝါသည်နှစ်စိတ်နဲ့အသက်မရှင်ပါဘူးတဲ့တစ်စိတ်နဲ့သာအသက်ရှင်တာဥပမာအတန်ကလေးကြားလိုက်တယ်ကြားစိတ်ပေါ်တယ်ပေါ့အေးကြားစိတ်ပေါ်ပြီးမှ ရှုတဲ့စိတ်ပေါ်ရမှာဗျာကြားစိတ်ရောရှုတဲ့စိတ်ရော တပြန်နဲ့ဘယ်လိုဖြစ်မှာတော့မဖြစ်ပါဘူး အေးရှုကြားတဲ့စိတ်ပြက်ပြီးမှပြက်သွားပြီးတော့မှရှုတဲ့စိတ်ကပေါ်တာအဲ့ဒီရှုတဲ့စိတ်နဲ့ရှုလိုက်တဲ့အခါကျတော့ကြားတဲ့စိတ်ဟာမရှိတော့အဲ့ဒီသဘောအရာပြောကြစို့ဆိုလို့ရှိရင်အဘိဓမ္မာနီးအားဖြင့်ကတော့အတိတ်ကိုရှုတာပါပဲအတိတ်ကိုရှုတာပြစ္ဆုတ်ပိုင်းရှုလို့မရဘူး ဒါအဘိဓမ္မာနီးအဖြင့်ပြောတာအေးအဲ့ဒီတော့အထာဂရမြာမာကတော့ပြစ္ဆုတ်ပန်နင်းစယောဓမံတထတထဝိပတတိအတံဟိရံအတံကုတ်ပံတံဝိဒ္ဓမနုပြုဟိဒီလိုဟောထားတာကိုပြစ္ဆုတ်ပန်ရှုပြစ္ဆုတ်ပန်တက်တဲ့ရှုအတိတ်ကိုလည်းမရှုနဲ့အနာဂတ်ကိုလည်းမရှုနဲ့ဒီလိုဟောတယ် ပြစ္ဆုတ်ပံရှုလို့ဆိုတော့အရှုကံနဲ့အရှုညာတပြိုင်နဲ့ဘယ်နည်းနဲ့မှမပေါ်နိုင်ဘူးအရှုကံကဖြစ်ပြီးတော့ပြက်သွားပြီးတော့မှဟောအရှုညာဆိုတာပေါ်ရတာပါအဲ့ဒီသဘောလေးကိုသိတော့အာလောယောဂီသူတို့ကောင်းတွေမိမိတဏ္ဍာမှာဘာနဲ့ရှုမှတုံးလို့မေးရင် အေးအရှုဉာဏ်နဲ့ရှုရမယ်အရှုဉာဏ်၅ပါးတည်းကအရေးအကြီးဆုံးဟာအလုံးယောဂီသူတို့ကောင်းတဲ့သတိနဲ့ပညာပါပဲတဲ့သတိနဲ့ပညာသတိပညာနဲ့ရှုရပါတယ်ဟိုဘောဇင်ကဘောဇင်တရားကိုမြတ်စွာဘုရားဟောတဲ့အခါကြတော့ကြည့်ပေါ့တတိတံဘောဇင်ဓမ္မဝုဇိယတံဘောဇင် စေဆုံးမှာထားပြီးတော့ဟောတာတတိတံဘောဇဉ်ဆိုတာတတိပေါ့ဗျာဓမ္မဝုဇ္ဇယတံဘောဇဉ်ဆိုတာပညာပေါ့ဗျာအေးတတိနဲ့ပညာပဲယောဂီတို့တတိထတတိထတတိမလွတ်စင်နဲ့တရားရှုနေကြရှုနေကြယောဂီတွေပါအဲ့ဒါလို့တတိနဲ့နေတော့ကဲ မပူရကပူလာတယ်ပူလာတာဟာအရှုခံပဲမေအီရကအီလာတယ်အီလာတာဟာအရှုခံပဲညင်နေရကလှုပ်လာတယ်လှုပ်လာတဲ့သဘောဟာအရှုခံပဲလှုပ်နေရကညင်သွားတယ်ညင်သွားတဲ့သဘောဟာအရှုခံပဲယောဂီတို့ခန္ဓာမှာ ပေါ်လေသမျှဖြစ်လေသမျှဟာအရှုခံလို့သာမှတ်ပေတော့ရှုရမယ်တရားလို့သာမှတ်ပေတော့ ဘေဟာကိုမှရှုရမယ်ဒါလိုမဟုတ်ပါဘူးယောဂီတို့ခန္ဓာမှပေါ်လေသမျှဟာခန္ဓာကြီးပါပဲဗျခန္ဓာမှမှတပါတခြားပေါ်စရာမရှိပါဘူးဘုရားလေးခန္ဓာပဲဣဒါလေးခန္ဓာပဲလौတာလေးခန္ဓာပဲငိမ့်တာလေးခန္ဓာပဲမျက်စိဖွဲ့ကြည့်မြင်တာလေးခန္ဓာပဲအတန်ကနာမဝင်တဲ့ကြားတာဟာလေးခန္ဓာပဲအစရှိတဲ့ဖြင့် တဇုံတရားလောဘလိုချင်တယ်တဇုံတရားမကျေနပ်ဘူးဒေါသခန္ဓာပဲပေါ့ဗျာဒါခန္ဓာပေါ့အဲ့ဒီခန္ဓာတွေဟာသဘောခန္ဓာကြီးပါပဲအဲ့ဒီသဘောခန္ဓာကို ရှုမှယောဂီတို့လက္ခဏာကို တွေ့မယ်လက္ခဏာတွေ့မှဝိပဿနာဉာဏ်ရမယ်လက္ခဏာကိုမှမတွေ့ဘဲနဲ့ ကျုပ်ဝိပဿနာဉာဏ်ရခဲ့ပါတယ်ဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒါမယုံနဲ့မယုံနဲ့လက္ခဏာကိုမတွေ့ဘဲနဲ့ဝိပဿနာဉာဏ်ရကိုမရနိုင်ဘူးဖြစ်ကိုမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်အနိစ္စအနိစ္စဟုတ်တော့အဘာဝိထေနအနိစ္စဖြစ်တော့ဖြစ်တယ်အဲ့ဒီဖြစ်ပြီးတော့ အဖြစ်ကို ဖြစ်တာကိုသိယုံမြမဟုတ်ဘူးမိုးကုတ်ဆရာတို့ကြီးရဲ့ဥပနိုင်တရားကအပြက်ကိုလည်းမြင်အောင်ရှုရပါတယ်မှတ်ထားအေးအဲ့ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကသမုဒယဓမ္မာနုပတ္တိဝါဝရဓမ္မာနုပတ္တိဝါဝိဟရတိယောဂီဆိုတာဟာသမုဒယဖြစ်တာကိုလည်းပဲသိရတယ် ဖြစ်တာကိုလည်းပဲသိရတယ်အဲ့ဒီဖြစ်တာသိလို့ဖြစ်လာပြီဖြစ်လာတဲ့ဒီသဘောကလေးဟာမြဲမမြဲညာနဲ့ကြည့်မြဲသလားမမြဲဘူးလားနှိစ္စလားအနှိစ္စလားညာနဲ့ကြည့်အဲ့ဒါလို့ညာနဲ့ကြည့်လိုက်တဲ့အခါကျတော့မမြဲဘူးပြက်ပြက်နေတာပဲပျောက်ပျောက်သွားနေတာပဲ အဲ့ဒါလို့မြင်လာပြီဆိုလို့ရှိရင်အပြည့်မြင်လာတာပေါ့ဗျာအဲ့ဒါကြောင့်ပထမဥဒိယဘယညာအပိုင်းမှာကတော့ဖြစ်တာနဲ့ပြက်တာကြီးပဲမြင်နေတာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နောက်ညာရင့်လာတဲ့ခါကျတော့ဘင်ကညာဆိုတာဘင်ကညာဆိုဒီမှာအပြည့်ကြီးပဲမြင်လာတာ ဒါညာတက်လာမှမြင်မှာနော်ညာမတက်ပေးနဲ့မမြင်ဘူးအဲ့ဒါကြောင့်အလုံးယောဂီတို့တို့ကောင်းတို့ယုတ်ကိုပဲရှုရှုမိမိတို့ရှုနေကြယောဂီတွေပါဝေဒနာကိုပဲရှုရှုစိတ်ကိုပဲရှုရှုဓမ္မနုပဒနာအနေနဲ့ပဲရှုရှုဘယ်တတိပဋ္ဌာန်ဘယ်တရားမဆိုအလုံးယောဂီတို့တို့ကောင်းနဲ့ရှုကောင်းတာကြီးပါပဲ ကိုယ်နဲ့တင့်လျော်သလိုပေါ့တင့်လျော်သလိုရှုရပါအဲရှုမှုဟာအရေးကြီးပါတယ်သတိပညာနဲ့ရှုမှတ်ပွားများအထောက်တော်မူကြပါယောဂီသူတော်ကောင်းတို့